အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါတယ်။ဒီကနေ့မှာတော့ဆရာကြီးတာယာမင်းဝေရဲ့ဆုံးကိတ်ခင်ရတဲ့သစ်သီးဆိုတဲ့စာအုပ်ထဲကလူနဲ့လျင်ပြန်ပုံပြင်ဆိုတဲ့ကောင်းစင်ကလေးကိုဖတ်ပြပေးကြပါရရှင်။လူနဲ့လျင်ပြန်ပုံပြင်ပုံပြင်ဤအစာမှာတော့ကလေးငယ်ငယ်တရားကြောက်စမ်းရိုက်တစ်ခုနဲ့ပေးမှာငါးထိုင်များနေလေသည်။ ခဏအကြာမှာနေစဉ်ပုံမှန်ဖြတ်တန်းနေကြလေရင်တစီကတင်းအစင်းစင်းတို့ခြံရင်က ချိုးဆန်းရီအိုင်ဤအထံမှာမနေမမြင်ပြန်တန်းသွားသည်ငားများနေသောကလေးငယ်သည်ချိုးလင်းပြန်ကုန်မြင်ကွင်းထဲမှပျောက်ကွယ်သည့်အချိန်နိုင်လန်ငေးချီနေမိ၏နောက်တော့မှတက်ပြင်းတစ်ချက်ချာကလက်ချင်းမှငားများတန်းကိုစိတ်မပါလက်မပါနဲ့ဟိုဟိုတီတီရန်ခါနေတော့သည်သူစိတ်သည်လင်းပြန်နေအတူပါသွား၏သူသည် ထိုလျင်ပြန်ခြင်းဤမောင်းနေသူဖြစ်ခြင်းလိုလာပါတော့သည်ထို့သောဖြင့်ထိုပုံပြင်ကလေးဤအစာပိုင်းမှာပင်ကလေးငယ်ချီပြင်သောအခါသူမျောလင်းသည့်လျင်ပိုင်းလော့ကြီးဖြစ်သွားပါတော့သည်ပုံပြင်အဆုံးမှာတော့လျင်ပိုင်းလော့ကြီးကလျင်ကိုမောင်းနေ၍ဟိုမြေပြင်စီမှမုံပြပြမြင်ရုံသာရှိသည်ကြောက်ဆန်းဤအိုင်ရှိယာကိုငုံကြည့်သွားသည်ဤနေရာကိုဖြတ်တိုင်းလျင်ပိုင်းလော့သည်ဤသို့ငုံကြည့်တမြင်တွဲပက်လိုက်ပါလာသူက ။တနေ့မှမကြည့်မိသည်။ချောကသူကတက်ပြင်းကိုချာ၏။အရှိမပိတ်ဆို့ကစီးချသောဒိန်ထူကြီးကိုစိတ်ရှုပ်ထွေးစွာကြည့်ရင်ပြန်ဖြေသည်။ကျုပ်ငငယ်တော့ကအဲ့ဒီနေရာလေးမှာထိုင်ပြီးအေးအေးဆေးဆေးငါးများနေလိရှိတယ်ဗျ။တိတ်ငင်းချမ်းသိပ်ပြောစရာကောင်းတယ်။အခုလိုတာဝန်နေနဲ့ပြီမနေပဲအင်မတန်လွတ်လပ်ပေါ်ပါတယ်ဗျ။ရမယ်ဆိုရင်အဲ့ဒီဘဝကိုပြန်လို့ရှင်နေ။စကားဆုံးမှာပုံပြင်ဆုံးမှာဒီ။ လင်းရင်ပိုင်းလို့ချင်ပင်သက်ဆိုင်တန်ကိုပဲကျွန်တော်စိတ်ထဲမှာကြားလိုက်ရတယ်လို့ရှိကျွန်တော်မှတွေးကြရလေးတွေရလာပါသည်အစိကျွန်တော်စဉ်းစားမိသည်လူဆိုသည့်တတော်သည်မျောလင်းတတ်သောတဘာဝရှိ ကိုမျောလင်းသည်များဖြစ်မြောက်လာရင်စွမ်းနိုင်သည်များစူးစားကြ၏အချို့အောင်မြင်ကြသည် အချို့မအောင်မြင်ကြအောင်မြင်သည်ဆိုပါစို့သူမျောလင်းသည့်အရာများဖြစ်သွားသည်ဆိုပါစို့ သူ့ဘဝပြည့်စုံသွားပြီလားစဉ်းစားကြရဖြစ်လာပါသည်တခါတခါမှာတော့လူတယောက်၏ဘဝအတွက်ညှောလင်းချက်ဆိုသည်မှာလှပဆန်းကျယ်သောသိပ်ပံလွန်လန်းတဲ့တစ်ခုဖြစ်နေတဲ့တခါတခါကြတော့လေထုံမျောလင်းချက်ကပင်ဘာနဲ့မှမတူအောင်အိမ်မက်စေခါကြီးတစ်ခွဖြစ်နေတဲ့ပြန်သည်တစ်ခုကိုလိုချင်ရင်တစ်ခုကိုပေးဆန်းရသည် ထိုလောကနေရာမှာတရားကိုနေရင်ပိုင်းလို့ခြင်းနားမလဲဘူးလားမရသေးတယ်မရတော့တယ် ဘဝတွေကိုတန်းကြပြီးဘာဖြစ်လို့ဒုက္ခတွေကိုတူဖို့ခွဲစိန်နေတာလဲပုံပြင်လေးကိုပြန်ဖမ်းမိပုံပြင်ချင်းမလေးရင်ပြန်ကြည့်ကြတော့မိုးကောင်းကင်မှာပြန်တန်းနေစိန်ထိုးလေးရင်ပြန်ကြည့်ရဲမှာထိုးလေးရင် ပိုင်းလော်ကြည့်နေအတူ ကျွန်တော်နဲ့အခြားလူများလိုက်ပါနေသည်ဆိုပါစို့ဝတ်တူကျွန်တော်နှပင်းမှာအမျိုးသမီးကပြောသည် ရှင်ဒီပိုင်းလော်ကြည့်အကြောင်းကိုဖတ်ဘူးလားပုံပြင်ထဲမှာလေး ရွေရှားနေတဲ့ကြိမ်ကြိုင်းများကိုပြတင်းမှန်မှတစင်ငေးချီနေရင်ကောင်းငိတ်ပြလိုက်၏အမျိုးသမီးကဆက်ပြောသည်ကျမလည်းငငယ်ကဖတ်ဘူးတယ်အရန်သဘောကျတာပဲဟုတ်လေတနားစရာလဲကောင်းတယ်ခင်းစရာလဲကောင်းတယ်နော်ကျွန်တော်မီတို့မြပြန်မပြောရသေးခင်မျက်စောင်းထုတ်ခုံမှလူကားဝင်ပြော၏ဟုတ်တယ်ဗျာကျွန်တော်လည်းအဲ့အတိုင်းပဲဒီပိုင်းလော်ကြီးကိုဘယ်လိုပြောရမလဲတော့မသိဘူးအဟဲဟဲရှင့်ကိုရှင် မထိုးပါဘူးငါလဲဒီပိုင်းလော်ကြီးလိုပါပဲလို့ရောမတွေးမိဘူးလား။အိုးတွေးမိတာပေါ့အစ်စ်ပေါ့ချိုးနောက်သူတို့ပြိုင်တူရဲကြတယ်။ရဲတန်းဆုံးမအမျိုးသမီးကကြားနေနေပါအောင်အခုကျမတို့လေရင်ကဘဲကွင်းမှာဆင်ပါလေ။ချိုးလူက သူ့ဘေးမှာလူကိုလှဲမိသည်။ဘဲကွင်းမှာဆင်ပါလေဗျ။ချိုးလူကလည်းကောင်းခါပြသည်။ကြက်ရောက်မျက်နှာတယောက်ချင်းမိကြ යි ။ထိုးစင်အချိန်မှာလေရင်မဲလေးရောက်လာသည်။ ိုင်းလိုကြီးကမိခိုင်းလိုက်ပါရဲ့ရှင်ဘဲကွင်းမှာရှင်ကြမှာလဲတဲ့အင်းခရီးတဲ့များကလေရင်မဲလေးကိုကြောကပိုင်းလိုကြီးစီတိုက်ရိုက်လှမ်းမိဘဲကွင်းမှာရှင်မှာလဲပိုင်းလိုကြီးကဘာမှကြားပုံမပုံလေရင်မဲကလေးကိုကြောကခရီးတဲ့ရီစီတိုက်ရိုက်လှမ်းမိဘဲကွင်းမှာရှင်ကြမှာလဲအင်းအင်းဘဲကွင်းလေဟေးဘဲကွင်းလေလို့ပုံပြင်ချဲမှလေရင်ပြန်ကြည့်ကြတော့ ပုံပြင်ချဲကမိုးကောင်းကင်မှာပြန်တန်းနေစဉ်တိမ်နဲ့အတူလွန်ဝဲခြင်းဖြစ်၍လှပမြီမှလည်းသိချပါ၏ပုံပြင်ချဲမှလည်းရင်ပြန်ကြည့်ကြတော့ပုံပြင်ချဲကမိုးကောင်းကင်မှာပြန်တန်းနေစဉ်ပိုင်းလို့ကြီးလည်းပါ၏ခရီးတဲ့များလည်းပါ၏လေရင်အပြန်တလျှောက်စကားတန်တွေကဆူရင်အောင်သည်သို့တော့တခွနဲ့ဘယ်ကွင်းမှာဆင်းမှာလဲဟုတ်ကဲ့ကျမခုဖပြပြီးသွားတာကတော့ ဆရာကြီးတာယာမင်ဝီရဲ့ဆုံးကိုက်ခံရတဲ့တစ်သည်ဆိုတဲ့စာအုပ်ထဲကလူနဲ့လျင်ပြန်ပုံပြင်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးများတင်ပါရဲ့ရှင်။